ရခိုင်ရိုးမနှင့်ဆက်နေသည့်ပဲခူးတိုင်းပြည်ခရိုင်ပတောင်းမြို့နယ်ညောင်ကျိုးညောင်ရှတောက်တွင်အာရခတတ်တော်အေးအေးနှင့်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်နေကြောင်းဒေသခံများထံမှသိရသည်ပတောင်းမြို့နယ်ဒေသခံတအူးကတိုက်ပွဲကတော့ပြင်းထန်နေတယ်ညောင်ကျိုးနဲ့ညောင်ရှတောက်နားကိုရောက်နေပြီးတနည်းပြောရမယ်ဆိုရင်ညောင်ကျိုးလွန်လာပြီလို့ပြောလို့ရတယ် ဒါပေမဲ့လုံးဝတိမ့်ပိုက်လိုက်တာမျိုးတော့မဟုတ်သေးဘူးဝိုင်းဝန်းပိတ်ဆို့ထားပြီလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ညောင်ချတောက်ဘက်ကိုကူးလာပြီဆိုတော့လေညောင်ကျိုးတက်စခန်းကဒီနေ့မနေ့ပြန်ကြသွားနိုင်တယ်။ညောင်ကျိုးကြရင်တော့ပထောင်မျိုးစိုးအောက်သွားပြီလို့ပြောလို့ရတဲ့အထဲမှာပါတာပေါ့။ညောင်ကျိုးကပထောင်မျိုးရဲ့အဆုံးဟုလက်ရှိတိုက်ပွဲအရှိန်အနေကိုပြောသည်။ တိုက်ပွဲအတွင်စစ်ကောင်စီအနေဖြင့်ညောင်ကျိုးဘက်သို့စစ်အင်အားဖြည့်တင်းရေးမရသဖြင့်ညောင်ရှစ်တောက်သို့စစ်အင်အားအလွန်အကျွံဖြည့်တင်းခြင်း MI-35 အသုံးပြုပုံကျဲခြင်းစက်တက်လေဒီအသုံးပြုပုံကျဲခြင်းများကိုပြုလုပ်နေကြောင်း၎င်းကဆိုသည်ညောင်ရှစ်တောက်ရွာအနီးတွင်စစ်ကောင်စီ၏အမတ်လျှောက်ကာကွယ်ရေးပစ္စည်းစက်ရုံရှိပြီးအင်အားများသောကြောင့်တိုက်ပွဲများပို၍ပြင်းထန်လာနိုင်သည့်အရှိအင်းများရှိနေကြောင်းသိရသည် လက်ရှိတွင်တိုက်ပွဲပြင်းထန်နေသောကြောင့်စစ်ကောင်စီဘက်မှတေဆုံးထိခိုက်မှုများပြားနိုင်ကြောင်းညောင်ရှစ်တောက်ဘက်တွင်လည်းစစ်သားတရှို့ထွက်ပြေးခြင်းများရှိနေကြောင်းအထက်ပါဒေသခံကပြောသည်။ပဲခူးတိုင်းပထောင်မြို့နယ်တွင် AAE ထိုးစစ်ကြောင့်ညောင်ကျိုးတပ်စခန်းမှစစ်ကောင်စီတပ်များအုတ်ရှစ်ပင်မြို့သို့ပြန်လည်ဆုတ်ခွာနေပြီးတိုက်ပွဲများမှာအုတ်ရှစ်ပင်မြို့အနီးသို့ရောက်လာကြောင်းဒေသခံပြည်သူများနှင့်အုတ်ရှစ်ပင်အရှေ့ဆက်တပ်တည်င်းရင်းမြစ်ကပြောသည်။ ဇန်နဝါရီလမှစတင်ပြီးပဲခူးတိုင်းပထောင်မြို့နယ်ညောင်ကျိုးတက်ဆက်ခန်းတွင်အေအေနှင့်စစ်ကောင်စီတပ်များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးယင်းနောက်တိုက်ပွဲများဆက်တိုက်ပြင်းထန်နေခဲ့ပြီးစစ်ကောင်စီတပ်များကလေကြောင်းမှတဆင့်အကြီးအကျယ်ခုခံခဲ့ကြောင်းတို့ရတွင်တိုက်ပွဲနှစ်လနီးပါးကြာမြင့်လာချိန်တွင်စစ်ကောင်စီတပ်များမှညောင်ကျိုးစခန်းမှစတင်ဆုတ်ခွာပြီးအုတ်ရှိပင်မျိုးတွင် ခုခံစစ်ပြင်းစင်နေကြောင်းအုတ်ရှိပင်မျိုးအရှိစတတ်တည်ရင်းမြစ်ကပြောဆိုသည် ယမန်နေ့မတ်လ17ရက်နေ့တွင်ဗရောင်းမြို့နယ်ညောင်ကျိုးစခန်းကို AAE ထိုးစစ်ကကျော်လွန်လာကအုတ်ရှိပင်မြို့အနီးသို့ဥတီရောက်ရှိလာနေကြောင်းစစ်တပ်စစ်ကြောင်းများနှင့်စစ်ကူများမှအုတ်ရှိပင်မြို့တွင်ပြန်လည်အင်အားစုစည်းနေကြောင်းသိရှိရသည် AAE ထိုးစစ်ကအုတ်ရှိပင်မြို့ထဲအထီတော်မရောက်သေးဘူးမြို့နယ်တော့တော်တော်နီးနေပြီးစစ်ရေးကတော့ပြင်းထန်နေတယ်စစ်ကားတွေအတက်အစင်းများတဲ့တောင်ပေါ်ကဒဏ်ရာရတဲ့စစ်သားတွေကိုပြန်တဲထုံနေတယ် ထိုးစစ်ကအုံရှိပင်မျိုးဘက်ကိုဥတီလာနေပြီလို့ပြောလို့ရပါတယ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုရောလက်နက်ကြီးတွေတခြားလုံးပစ်ခတ်နေတယ်ဟုအုံရှိပင်မျိုးအရှိစားစစ်ရေးတရေရင်းမြစ်ကပြောဆိုသည် အကြမ်းဖက်စစ်တပ်၏စစ်ကိုစစ်ကြောင်းများကအုတ်ရှိပင်မျိုးတွင်အကြီးအကျယ်စစ်ပင်စင်တွေကမျိုးကိုအရှိပြူထားသောအမြောက်တပ်စခန်းများကလည်းလက်နက်ကြီးများဖြင့်တချိန်လုံးပစ်ခတ်နေကြအုတ်ရှိပင်မျိုးအနီးတွင်စစ်တပ်၏လက်နက်ကြီးပစ်ခတ်တပ်များကိုကျယ်လောင်စွာကြားနေရကြ စစ်ကောင်စီ၏စီရင်တမ်းများမှလည်းအုတ်ရှိပင်ပထောင်လမ်းပိုက်တွင်အတက်အစင်းများပြနေကြောင်းသိရှိရသည်။အုတ်ရှိပင်မျိုးပေါ်သို့ AAE ထိုးစစ်များဥတီနေသည့်ဖြစ်စစ်တပ်ကတင်နန်းစင်းစစ်မှုတန်းတပ်သားရာပေါင်းများစွာကိုညောင်ကျိုးဆက်ခိုင်းနှင့် အုတ်ရှိပင်မျိုးတို့ပို့ဆောင်တိုက်ခိုက်နေကြ။တို့ရတွင်တိုက်ပွဲအတွင်စစ်မှုတန်းတပ်သားတဲ့များတေဆုံးသူနှင့်ဒဏ်ရာရရှိသူအလွန်များပြနေသည့်အပြင် စစ်ကူစစ်ကြောင်းများတပ်ပြတ်တီအထိဂစင်ကလျားပြန်လဲဆုတ်ခွာလာရမှုများလည်းရှိနေကြောင်းသိရှိရသည်။ညောင်ကျိုးမှာဒဏ်ရာရတဲ့စစ်သားတွေကိုပြည်ဒါကာစားနဲ့အနီအနားကတပ်စခန်းတွေနဲ့တိုက်နယ်စေယုံတွေမှာကုသပေးနေတယ်။ကတိမလောက်လို့မြို့တော်ခမ်းမမာတောင်ယာယီစေယုံအဖြစ်ကတိရရှာပြီးကုသနေရတဲ့ဟုပြည်မျိုးအရှိစိုက်တပ်တည်ရင်းမြစ်တစ်ခုကပြောဆိုသည်။ အေအေကထိုးစစ်များကိုရခိုင်ပြည်နှင့်ထိစပ်နေသောအေယာဝတီတိုင်းပဲခူးတိုင်းနှင့်မကွေးတိုင်းအတွင်အထိထိုးပဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားသည်။ Yeah